မင်္ဂလာပါ follower လေးတွေရဲ့ energy တချို့ကိုရထားတယ်ပေါ့နော်အဲ့တော့ကျတော့အခုဒီ follower လေးတွေကအခုတစ်ရက်နှစ်ရက်အတော်အတွင်းထဲမှာကိုယ့်ရဲ့ဘဝထဲမှာရှိခဲ့ဘူးတဲ့သူကိုယ်နဲ့ပတ်သက်ခဲ့ဘူးတဲ့သူကိုယ့်ရဲ့အတိတ်ကသူတယောက်ယောက်တချို့လူတော်တော်များများအတွက်ကကျတော့ soul connection ရှိတဲ့သူအဲ့လို twin flame လို့ဆိုမိတူပေါ့နော်အဲ့လိုမျိုးရှိတဲ့သူအဲ့ဒီလူတယောက်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဓာတ်ပုံပေါ့ သူ့ရဲ့ဓာတ်ပုံဒါမှမဟုတ်သူ့ရဲ့ profile ပုံနှစ်ယောက်ကတယောက်နဲ့တယောက်ကအဲ့လို friend ဖြစ်မထားဘူးဆို friend ဖြစ်မထားတဲ့သဘောမျိုးပေါ့နော်ဒါမှမဟုတ်ဘူးဆိုလည်းဒီ follower လေးတွေကကိုယ့်ရဲ့ official account မတုံးမဲနဲ့ဟို account to ခွင့်ထားတဲ့သူဆိုရင်အဲ့ account to မှာသူ့ရဲ့ profile ကမထင်မှတ်ခဲနဲ့ပေါ့နော် people you may know မှာတက်လာတာမျိုးအဲ့လိုပုံစံမျိုးဒီသူ့ရဲ့ဓာတ်ပုံဒါမှမဟုတ်အဲ့လို profile စသဖြင့်ပေါ့နော်အဲ့ဒါတွေ ပြန်တက်တက်လာတဲ့အချိန်ပေါ့နော်တက်လာတာကိုကြုံတွေ့ခဲ့တယ်။အဲ့လိုကြုံတွေ့ပြီးတော့အဲ့ဒီဓာတ်ပုံကိုမြင်ပြီးတဲ့အချိန်မှာလူကဘယ်လိုဖြစ်သွားလဲဆိုတော့ဖြင်းနေပဲအဲ့လိုမျိုးဖြစ်သွားပြီးတော့အဲ့ဒီဓာတ်ပုံမှာကလည်းအဲ့ဒီတစ်ဖက်သူရဲ့ပေါ့နော်ဘယ်လိုပြောမလဲသူ့ရဲ့ပျော်ရွှင်နေတဲ့အချိန်ပေါ့ဥပမာတချို့လူတော်တော်များများအတွက်ဆိုရင် တပ်ပါတီကသူသူနဲ့တပ်ပါတီနဲ့အတူတူရှိတဲ့သူတပ်ပါဆန်ပေါ့နော်တပ်ပါဆန်နဲ့အတူတူရှိနေတဲ့အချိန်ပေါ့အဲအဲ့လိုမျိုးလေဓာတ်ပုံလေးကိုကိုကတွေးလိုက်ရတယ်တွေးလိုက်ရပြီးတဲ့အချိန်မှာဘလို့တွေးလဲဆိုတော့သူကသူ့ဘဝနဲ့သူဖြစ်နေပြီးငါကဘာလို့သူနဲ့ပတ်သက်ပြီးတော့စိတ်ခံစားချက်တွေရှိနေရအောင်မှလဲဆိုပြီးတော့တွေးမိတယ်အဲ့အတွေးကနေပြီးတော့ဇက်တိုင်းဆက်တွေးရင်းနဲ့ဘာတွေထိဆက်တွေးလဲဆိုတော့သူနဲ့ပတ်သက်ခဲ့တဲ့အချိန်မှာကိုယ့်ရဲ့နာကျင်မှုတွေကို ပြန်ပြီးတော့ ပေါ်လာတယ်။အဲ့ဒီနာကျင်မှုတွေကြောင့်ပဲဒီ connection ကြီးကိုငါဘာမှယူသွင်းနေစရာအကြောင်းမရှိဘူး။အဲ့တော့ကြတော့သူနဲ့ပတ်သက်တဲ့ connection အဲ့ပြောရရင်ခံစားချက်တွေကဘယ်လိုပြောမလဲ။အရန်ဆိုးွားတဲ့ခံစားချက်၊နာကျင်တဲ့ခံစားချက်အဲ့လိုခံစားချက်တွေကိုအရန်ဖြစ်လာတဲ့အခါကျတော့သူနဲ့ကိုယ်နဲ့နှစ်ယောက်ကြားထဲမှာရှိနေတဲ့ဥမာတချို့ဆိုရင်ဒီ soul connection ရှိရသူတွေဆိုရင်လေသူနဲ့ကြားထဲမှာ connection ဘာမှကိုမရှိခြင်းတော့ဘူးဆိုတော့စိတ်အထီတောင်ဖြစ်တယ် ြီးလို့ရှိရင်တချို့ဆို cost cutting လုပ်ခြင်းတဲ့လူမျိုးတွေတောင်ပါတယ်ဒါလူနည်းစုလူနည်းစုတချို့သောလူနည်းစုမှာအဲ့လို cost cutting လုပ်ခြင်းတဲ့အထီတောင်ဖြစ်လာရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူနဲ့ပတ်သက်တဲ့နာကျင်မှုတွေကိုမခံစားနိုင်တော့လို့ပြောရရင်အရင်တော့ကို့မှာရှိခဲ့တဲ့စိတ်ဓာတ်ရတွေပြန်ပေါ်လာသလိုမျိုးပဲနာကျင်မှုကို့ကိုမရွေးချယ်မှုကို့ကိုဂယုမဆိုင်မှုတံမိုးမထားမှုစားတဲ့နာကျင်မှုတွေကကို့ရဲ့စိတ်ထဲမှာတက်လာတာမျိုးပေါ့ အဲ့လိုမျိုးဖြစ်ပြီးတော့သူနဲ့ရှိခဲ့တဲ့ connection တခုကိုတောင်မှလုံးဝကိုမရှိချင်တော့ဘူးဆိုတော့အတွေးမျိုးတွေ ठी ဝင်လာတယ်ဒါပေမဲ့လည်းအဲ့လိုမျိုးတွေးနေရင်တန်းတန်းနဲ့မှာပဲဝမ်းနေတဲ့စိတ်ကပေါ်လာပြန်ရောဝမ်းနေတဲ့စိတ်ကပေါ်လာပြန်ရောသူ့ကိုနာကြည့်တဲ့စိတ်ကပေါ်လာလိုက်အဲ့လိုဝမ်းနေတဲ့စိတ်ကပေါ်လာလိုက်ဝမ်းနေတဲ့စိတ်ပေါ်လာတဲ့အချိန်မှာတချို့လေးရဆိုရင် အလုံးဝကိုမျက်ရည်ကျလာတဲ့ငိုချမိတဲ့အထိဖြစ်တယ်။တချို့လေတွေကတော့မျက်ရည်ဘယ်လိုပြောမလဲမငိုဘဲနဲ့ထိန်းတော့ထိန်းထားတယ်ဆိုတော့ energy မျိုးတွေ့တယ်။အဲ့လိုမျိုးဖြစ်တယ်။ပြီးတော့နောက်တစ်ခါကျတော့လေအကယ်၍သာတစ်ဖက်သူသာကိုယ်စီကိုယ်များရောက်လာခဲ့ရင်ဆိုပြီးတော့ပေါ့နော်။ရောက်လာခဲ့ရင်ဆိုပြီးတော့လဲစိတ်ထဲမှာအဲ့လိုမျိုးမြင်ရောင်းနေတာမျိုး တချို့အဲ့လိုမျိုးပေါ့နော်ကိုကြီးကိုရောက်များရောက်လာခဲ့ရင်ဆိုတဲ့ဟာမျိုးပေါ့အဲ့လိုမျိုးအတွေးလေးတွေးမိနေတယ်ပေါ့နော်ပြောရရင်စိတ်ကူးရင်တာလိုမျိုးပေါ့ကိုစိတ်စိတ်ကူးရင်မိတာမျိုးအဲ့စိတ်ကူးထဲမှာသူနဲ့သာအတူတူရှိခဲ့ရင်တော့ကောင်းမှာပဲဆိုတဲ့အတွေးမျိုးကဝင်တယ်ပြောရရင်ဒီ follower လေးတွေမှာသူ့ကိုနားကြည့်တဲ့စိတ်ကတက်လက်အဲဒီ connection နဲ့ပတ်သက်ပြီးတော့ဝန်နေမှုကတက်လက်ပြီးရင်နောက်ထပ် ကိုယ့်ရဲ့စိတ်ကူးရင်ကဘာလေးထဲမှာနှစ်ယောက်အတူတူရှိကြရတယ်ဆိုတော့ခံစားချက်ကလေးရတတ်တတ်ပေါ့နော်အဲ့လိုမျိုးသုံးစိတ်သုံးမျိုးဒီတောင်းလျှောက်ပြောင်းလဲနေတယ်ပြောရရင်အဲ့လိုမျိုးခံစားချက်တွေဖြစ်နေပြီးတော့အဲအဲ့လူနဲ့ပတ်သက်ပြီးတော့တခုတွေးတာရှိတယ်ပေါ့နော် follower လေးတွေကဒီ connection ကြီးကငါတို့နှစ်ယောက်ကြားထဲမှာဘယ်လိုပဲ တွေးတွေးဒီ connection ကြီးကအမြဲတမ်းရှိနေတော့မှလားငါဘလောက်ပဲ healing နေလို့လို့သူ့ကိုပဲဒီလိုပဲပြန်ပြန်ပြီးသတိရနေတော့မှလားငါဘာလုပ်လို့ရနိုင်မလဲဆိုပြီးတော့အဖြေရှာနေတာလည်းရှိရပါတော့။အဲ့တော့အခုချိန်ထိ energy ကြိုက်တယ်ဆိုရင် deep reading ကိုဆက်ကြည့်လို့ရပါပြီ။အဲ့တော့တစ်ခါသူကတစ်ခါသူရဲ့အဲပုံစံအနေထားကဘယ်လိုလဲဆိုတော့လေသူကလေတစ်ခုခုဆိုရင် ခံစားချက်ကိုထုတ်ဖော်မပြောတတ်တဲ့သူမျိုးသူ့မှာတစ်ခုခုအကြီးကြီးကျယ်ကျယ်ခံစားလိုက်ရပြီဆိုရင်အရင်ဖွင့်မှလားဆိုလိုက်ရင်မဖွင့်ဘူးရင်ဖွင့်တော့မလိုလိုနဲ့အာစကားလေးကိုစပြီးသွားရင်ပြီးရင်ဆက်မပြောတော့ပြီးရင်သူ့ဟာသူတက်ရောက်တဲ့သူနေချင်းသလိုနေတာမျိုးသူ့ဟာသူတက်ရောက်တဲ့ကပ်ပြီးတော့ဘယ်လိုပြောမလဲ အာဘာမှလည်း तू ဘာဖြစ်နေလဲလဲမသိရဘူးပေါ့နော်မသိရဘူး तू ဖြစ်ချင်း तू ဖြစ်နေတဲ့အရာတွေကိုရင်ဖွင့်လဲရင်ဖွင့်ချင်တယ်ပေါ့နော် follower လေးတွေကိုရင်ဖွင့်ချင်တယ်ဒါပေမဲ့အဲ့လိုမျိုးရင်ဖွင့်ဖို့ကြလဲတကယ်တမ်းကြာလက်တွေ့မှာကြာလဲရင်မဖွင့်ဘူးအဲအဲ့လိုပုံစံမျိုးပေါ့နော် तू ခံစားချက်ကို तू အမြဲတမ်းရှောင်ပြေးနေတတ်တဲ့သူမျိုးတွေမှာပါတယ်ပြီးလို့ရှိရင် तू ရဲ့စိတ်ကပေါ့နော်အဲတခုခုဆိုရင်ဘယ်လိုပြောလဲ ဒီစိတ်ခံစားချက်နဲ့ပတ်သက်ပြီးရင်သူကအရန်ခံစားချက်ပြင်းထန်တယ်တခုခုဆိုရင်လေးလေးနက်နက်ပြင်းပြင်းထန်ထန်အဲ့လိုခံစားတဲ့လူမျိုးတွေမှာပါတယ်ပေါ့နော်ဒါပေမဲ့သူကအဲ့လိုပုံစံမျိုးသာဖြစ်တာတကယ်လက်တွေ့ဒီအာလူအပေါ်ရင်ပုံစံကိုကြည့်လိုက်မယ်ဆိုရင်ကြတော့လေသူကသူ့ရဲ့ခံစားနေရတဲ့ဆိုတဲ့ဟာကိုမပေါ်အောင်အမြဲတမ်းဖုံးပြပြီးနေတတ်တဲ့လူမျိုးတွေမှာပါတယ်အဲ့တော့သူကအမြဲတမ်းသူ့ရဲ့စိတ်က အတွင်းထဲမှာဖြစ်နေတဲ့စိတ်ကတခြားလူရဲ့အပြင်ပုံစံအပေါ်ယံပုံစံကတခြားအဲ့လိုပုံစံမျိုးဖြစ်နေတဲ့သူမျိုးဖြစ်တယ်ပြီးတော့အခုသူကပေါ့နော်အဲတစ်ဖက်သူကဒီ follower လေးတွေနဲ့ပတ်သက်ပြီးတော့သူ့စိတ်ထဲမှာပေါ့နော်သူတွင်းနေတာရှိတယ်ပြောရရင်သူ့ဘက်ကသတိရနေတယ်ပေါ့နော်အာသတိရနေတယ်အဲ့တော့သူ့ရဲ့ဘဝထဲမှာတဲ့နော် ီ follower လေးတွေကို तू သတိရတဲ့အချိန်တိုင်းမှာ तू တွေးမိတာရှိတယ်။အဲ့ဒါကဘာလဲဆိုသူ့ဘဝထဲမှာတခုခုလိုအပ်နေသလိုပဲလက်ဟာနေသလိုပဲမပြီးပြည့်စုံဘူးပေါ့နော်။အဲ့လိုပုံစံမျိုးပေါ့ follower လေးတွေမရှိရဲ့ဟာကသူ့ရဲ့ဘဝကတခုခုအမြဲတမ်းလိုအပ်နေသလိုပုံစံမျိုး तू အမြဲတမ်းခံစားရတယ်တဲ့။ပြီးတော့နောက်တစ်ခုကလေသူ့ဘဝထဲမှာပေါ့နော်အခုအချိန်မှာပေါ့ အရာအားလုံးကအရင်တော့ပုံစံတွေပဲထပ်တလဲလဲပြန်ပြီးတော့ကြုံတွေ့နေရတယ်။အဲ့လိုထပ်တလဲလဲသူအတိတ်မှာကြုံခဲ့ဘူးသမျှအရာတွေအတိုင်းပေါ့နော်။သူအခုလက်ရှိမှာထပ်တလဲလဲကြုံတွေ့နေတယ်။ပြီးလို့ရှိရင် follower လေးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကသူ့ခေါင်းထဲမှာတောက်လျှောက်ဝင်လာနေတာမျိုးပေါ့နော်။ သူကမစင်သာဘူးဆိုရင်တော့မှတောက်လျှောက် follower လေးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာ follower လေးတွေကိုသတိရစေမဲ့အကြောင်းအရာတွေကတစ်ခုပြီးတစ်ခုသူ့ကောင်းတဲ့ကိုဝင်လာနေတာမျိုးအတိတ်ကအကြောင်းအရာတွေကိုပြန်ပြီးတော့သူအမှတ်ရနေတာမျိုးအဲ့လိုပုံစံမျိုးသူ့မှာဖြစ်နေတာပေါ့နော်ပြီးတော့နောက်တစ်ခုက follow သူကိုယ်တိုင်လည်းသိတယ်အဲသူ healing လုပ်ဖို့လိုအပ်နေတယ်ဆိုတော့သူ့ကိုယ်သူလည်းသိတယ်ဒါမှမဟုတ်သူကဘယ်လိုလဲဆိုတော့သူအမြဲတမ်းထိ ंछ ုပ်ပြီးနေတတ်တဲ့သူဖြစ်တယ်ပေါ့နော် ပြီးလို့ရှိရင်နောက်တစ်ခုက follower လေးတွေကိုသူဆက်သွယ်ခြင်းတာလည်းရှိတယ်။ဒါပေမဲ့ဆက်သွယ်ခြင်းနဲ့သူရင်ဖွင့်ခြင်းနဲ့အာပြန်ပြီးတော့ဆုံခြင်းနဲ့တွေ့ခြင်းနဲ့ဒါပေမဲ့လည်းသူကလေမာနကြီးရယ်နော်မာနကြီးရယ်အမ်ပြောရရင် follower လေးတွေကိုတတိယတာပဲရှိတာလက်တွေ့မှာဆက်သွယ်မလားဆိုရင်လည်းမဆက်သွယ်ခြင်းဘူးဆက်သူ့သူ့ရဲ့ သူသူရဲ့သူ့မာနပေါ့နော်သူ့မာနနဲ့သူသူကဖြစ်နေတာအဲ့ခါကျတော့အဲ့လိုမာနတွေခံနေလို့ကသူကမဆက်သွယ်ဘူးဆိုတာမျိုးဖြစ်တာပေါ့နော်တော်ပါပြီမဆက်သွယ်တော့ပါဘူးအဲ့လိုပုံစံမျိုးပြီးလို့ရှိရင်အခုချိန်မှာကဒီအဲ့လူကလေအဲ့တဖက်သူကပေါ့နော်တဖက်သူကသူကတခြားဒီတပ်ပါတီနဲ့ရှိနေတာမျိုးတပ်ပါတီနဲ့ အဲ့လို relationship ဒါမှမဟုတ်တချို့ဆိုရင် merit like အထိပေါ့နော်သူတို့လက်ထပ်ထားတဲ့သူတွေတောင်ပါတယ်အဲ့လိုမျိုး theme ဆိုပါတယ်အဲ့ဒီအတွက်လဲသူက C တစ်ခုကိုစောင့်ထိန်းနေရတာလဲပါတယ်အဲ့ဒါကြောင့်မလို့ follower လေးတွေကိုသူဆက်သွယ်ခြင်းတိုင်းဆက်သွယ်လို့မရဘူးတဲ့ပြီးတော့နောက်တစ်ခုကကြတော့ဆက်သွယ်ခြင်းနဲ့သူ့ဘက်ကပြန်ဆောင်ခြင်းနဲ့ဘဝမှာပြန်ဆောင်ခြင်းလေးတယ်ဆိုတော့ခံစားချက်မျိုးသူ့မှာဖြစ်နေတယ်နော်ပြီးတော့နောက်တစ်ခုကသူကလေ ူရဲ့စိတ်ထဲကအတိုင်းအရှိကိုအရှိတန်းဆိုရင် လုံးဝကိုလေကိုယ့်စီကိုပြေးလာခြင်းနဲ့ follower လေးတွေစီကိုပြေးလာခြင်းနဲ့အဲ့လိုပုံစံမျိုးကိုသူကဖြစ်နေတာသူရဲ့သူ့မှာအဲ့လိုပေါ့နော်အဆင်မပြေတာရှိလို့တော့လည်းကောင်းအဆင်ပြေနေလေသူ့ရဲ့ဘဝကြီးကအမြဲတမ်းလက်ဟာနေတဲ့ပုံစံမျိုးခံစားနေရတယ်ပေါ့နော်အဲ့လိုမျိုးခံစားမှုကဘယ်အချိန်မှာ ဟိုသူကပြီးပြည့်စုံတယ်လို့ခံစားရလဲဆိုတော့ follower လေးတွေနဲ့အတူတူရှိတဲ့အချိန်ဆိုရင်အဲ့လစ်ဟာမှုကိုသူမခံစားရဘူး follower လေးတွေမရှိဘူးဆိုရင်သူအဲ့လစ်ဟာမှုကိုသူခံစားနေရတယ်သူအဲ့ဟာကိုသူပြောချင်တာပေါ့နော်အခုချိန်မှာပြီးတော့နောက်တစ်ခုကကြတော့သူကအခုချိန်မှာပေါ့နော်သူလုံးရမယ့်အလုပ်တွေပေါ့သူငွေရှာနေရတာငွေရှာနေရတာသူစိတ်ညစ်နေလို့မရဘူးတဲ့အဲ့လိုမျိုးစိတ်ညစ်နေလို့ခံစားချက်ကိုဦးစားပေးနေလို့မရဘူးတဲ့ နော်ခံစားချက်ကိုဦးစားပေးလို့မရဘူးသူလုပ်စရာတွေကအများကြီးရှိသေးတယ်သူမှမျက်စိဖွင့်နားဖွင့်ပြီးနေရတယ်ပေါ့နော်ပြောရရင်သူစီဝါရေးတွေသူလုပ်နေရတယ်ပတ်စံရှာနေရတယ်အဲပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်သူဘဝမှာအခုချိန်မှာသူရဲ့စိတ်အတိုင်းပြောရမယ်ဆိုရင်တော့ follower လေးတွေစီကိုသူအေးတောင်လာခြင်းနဲ့ပြီးတော့နောက်တစ်ခုကသူကအခုချိန်မှာပေါ့နော်သူရဲ့စိတ်ခံစားချက်တွေကိုအတတ်နိုင်ဆုံးထိ ंछ ုပ်ပြီးတော့တဲ့နော် ထိန်းချုပ်ပြီးတော့တဲ့သူလောက်ရမယ့်အရာတွေကိုလုံးဝဖြစ်မယ်ပေါ့နော်ပြောရရင် follower လေးတွေကိုမိဖြောက်ထားခြင်းနဲ့ move on ခြင်းနဲ့ဒါပေမဲ့မိဖြောက်ထားခြင်းနဲ့အတွက်ကိုသူကအလုပ်တွေအများကြီးဖိလုပ်တော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ energy မျိုးကိုလည်းတွေ့ရတယ်နောက်တစ်ခုကကြတော့သူကလေအခုချိန်မှာပေါ့နော်သူတက်ပါတီနဲ့အတူတူရှိနေတယ်ဆိုရင်တောင်မှ follower လေးတွေကိုသတိရနေတဲ့ energy မျိုးကိုတွေ့ရတယ်ပြောရရင်သူ့ဘဝထဲမှာအဲနှစ်ယောက်ရဲ့ မဆုံရခြင်းပေါ့နော်မဆုံရတဲ့ခွဲခွာရတဲ့အကြောင်းရင်းတွေနဲ့ပတ်သက်ပြီးသူအမြဲတမ်းနှမျောတပဖြစ်နေရမျိုးတွေ့ရတယ်ဒါပေမဲ့သူ့ရဲ့ပုံစံကအပြင်မှာတော့ဘာမှမဖြစ်သလိုပုံစံမျိုးနဲ့ဟန်ဆောင်ပြီးနေနေတဲ့ energy မျိုးကိုတွေ့ရတာပေါ့နော်သူကလေ follower လေးတွေကိုချစ်လာဆိုတော့ချစ်တယ်တဲ့နော်ချစ်တယ်ပြောရရင်လုံးဝကို unconditional love နဲ့ချစ်တယ်ဆိုတော့ပုံစံမျိုးပေါ့နော် ပြီးလို့ရှင်သူ့ရဲ့စိတ်ထဲမှာ follower လေးနဲ့ပတ်သက်ပြီးတော့လေအဲ့လိုအတိတ်ကအကြောင်းလေးတွေပြန်ပြန်တွေးပြီးသူကြည်နူးနေတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေတွေးရတယ်ပြီးတော့လေ follower လေးတွေကိုသူ ပြောခဲ့တဲ့စကားတစ်ခုရှိရဲ့အဲ့ဒါကဘာလဲဆိုတော့ဥမာ follower လေးတွေကိုဂရီတစ်ခုခုပေးခဲ့တာမျိုးပေါ့ အဲ့လိုဂရီတစ်ခုခုပေးခဲ့တာဒါမှမဟုတ်ရင် तू မလုတ်ပေးနိုင်တဲ့အရာတစ်ခုခုကို तू လုတ်ပေးမယ်ပေါ့အဲ့လုတ်ပေးမယ်ဆိုပြီးပြောခဲ့တဲ့အဲ့ကိစ္စလေးတစ်ခုရှိတယ်အပြန်စဉ်းစားကြည့်ပေါ့နော်အဲ့ကိစ္စလေးကို तू ပြောပြီးတော့အခုချိန်မှာအခုချိန်အထိ तू အဲ့အရာကြီးကိုတကယ်တမ်းလုတ်ပေးနိုင်လားဆိုတော့မလုတ်ပေးနိုင်ဘူးပြောရရင် follower လေးတွေကို तू ကမျှော်လင့်ချက်ပေးခဲ့တယ်လို့ပုံစံမျိုးဖြစ်သွားတာပေါ့နော်ပြီးတော့ follower လေးတွေကသူ့ကိုအရင်ချစ်တယ်ဆိုတော့လည်းသိတယ် အဲ့တော့ကျတော့ तू ပြောခဲ့တဲ့စကားတွေကို तू မတီးနိုင်ခဲ့ဘူးပေါ့နော်မတီးနိုင်ရတဲ့ဟာတွေကိုလည်းတဲ့အဲ့စကားလုံးတွေဖြစ်နိုင်ရင် तू ပြန်ပြီးတော့တောင်ရုပ်သိမ်းခြင်းနဲ့ပေါ့နော်ရုပ်သိမ်းလို့ရရင်ပြန်ပြီးရုပ်သိမ်းခြင်းနဲ့တဲ့ပြီးတော့ပေါ့နော် तू ကနေပြီး follower လေးတွေကို तू အဲ့လိုပေါ့တခြားသူတွေနဲ့အတူတူရှိနေတဲ့အချိန်မှာပေါ့ तू က follower လေးတွေနဲ့ပတ်သက်ပြီးတော့အော်ခံစားချက်တွေဝင်ဝင်လာတယ် သူ့ဟာသူတခြားသူတွေနဲ့ဘလောက်ပဲပျော်နေနေ follower လေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကသူ့ဘဝတွေကိုအမြဲတမ်းဝင်ရောက်လာနေတာအဲ့လိုဝင်ရောက်လာနေတဲ့အခါကျတော့သူကသူ့စိတ်ထဲမှာသူတဖြည်းဖြည်းနဲ့တည်လာတယ်ပေါ့နော်ဟို follower လေးတွေကိုသူတကယ်ချစ်တယ်ဆိုတဲ့ဟာကိုသူကိုယ်တိုင်တည်လာနေတယ်ပေါ့နော်အဲ့လိုမျိုးအမှန်တရားတစ်ခုသူတွေ့နေတယ်တဲ့ ူ့စိတ်ထဲမှာတော့ပြန်ပြီးတော့ဆုံးခြင်းတယ်တဲ့เนาะသူပြန်ပြီးတော့ပြန်ဆုံးခြင်းသေးတယ်ဆိုတော့ခံစားချက်မျိုးဖြစ်တယ်ပြီးတော့နောက်တစ်ခုကပေါ့เนาะအဲ follower လေးတွေနဲ့အတူတူရှိခဲ့တဲ့အချိန်တွေမှာဆိုရင်ဒါစောစောကပြောလည်းပြောခဲ့သလိုပေါ့เนาะသူ့ဟာသူတခြားသူတွေနဲ့ဘလောက်ပဲ ပျော်နေနေတခြားသူတွေနဲ့ဘလောက်ပဲအဆင်ပြေပြေဖြစ်နေနေသူ့ရဲ့စိတ်ထဲမှာအမြင်နဲ့လိဟမှုဆိုတာအမြင်နဲ့ရှိနေတယ်ပေါ့နော်ဒီ follower လေးတွေနဲ့အတူတူရှိခဲ့ရတဲ့အချိန်တွေကတော့သူ့ဘဝမှာပျော်ရွှင်စရာအကောင်းဆုံးနဲ့အဲဘယ်လိုပြောရမလဲပူပင်ကြောက်ကြကင်းတဲ့အဲ့လိုမျိုးခန်းစားချက်မျိုး follower လေးတွေနဲ့အတူရှိတဲ့အချိန်တိုင်းမှာသူခန်းစားရတယ်ပြီးတော့နောက်တစ်ခုကသူအခုချိန်မှာဆက်သွယ်ခြင်းနဲ့ဒါပေမဲ့လည်းဆက်သွယ်ဖို့ကြောက်နေတယ် เนาะအဲ့တော့သူကပြန်ဆုံးခြင်းတဲ့ဟာတော့ရှိတယ်။ဒါပေမဲ့လည်းသူ့ရဲ့စိတ်ထဲမှာကဘလို့ဖြစ်နေတော့ဆိုတော့လေအလုတ်ကိုဖိလောက်တာမျိုးပြောရရင် तू ကလည်းနည်းနည်းလည်းမာနကြီးတယ်။တခုခုဆိုရင်ဟိုဘလို့ပြောမလဲအရှတခုခုဆိုရင်ပေါ့ तू ကသူ့မာနအထီးကြီးမခံတဲ့မျိုးပေါ့။သူ့မာနအထီးကြီးမခံဘူး။အာတကယ်လို့ ြောရရင် follower လေးကိုချစ်တာတော့ချစ်တယ်ဒါပေမဲ့ तू ကအဲ့လိုသူ့မာနလည်းရှိတယ်အတ္တလည်းနည်းနည်းကြီးတယ် तू ကလေနော်အတ္တလည်းနည်းနည်းကြီးတယ်အဲ့ခါကျတော့ तू ကလေအဲ့လိုမျိုးကြီးအရင်ကြီးပေါ့သူ့ဘက်ကနေပြီးတော့ဆက်တော်ရဘိုးလို့ပါလို့ဆိုတာအရင်ကသူ့ဘက်ကအဆင်မပြေဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့အဲ့တော့ follower လေးတွေနဲ့တော့ပြန်ဆုံခြင်းနဲ့စိတ်တော့ရှိရေပေါ့နော်အဲတချို့လေးလေးဆိုရင် တချို့လေးတွေဆိုတော့ဘယ်လိုပြောရမလဲဆိုတော့သူနဲ့တော်တော်လေးရင်နှီးတဲ့ဆက်ဆံရေးတစ်ခုတောင်ရှိခဲ့တယ်เนาะအဲ့ဒါလေးကိုလည်းသူပြန်ပြီးတော့အမှတ်ရတယ်တဲ့เนาะပြန်ပြီးတော့အမှတ်ရတယ်သူအဲ့လိုမျိုး follower လေးတွေနဲ့အရင်ကရင်နှီးတဲ့ဆက်ဆံရေးပေါ့เนาะလည်းရှိခဲ့တယ်အဲ့ဒါပြီးပြီးရင်အဲ့ဟာတွေအားလုံးကိုသူမေးဖြောက်ဖို့အတွက်သူသူ့ကိုယ်သူအလုပ်ထဲမှာပဲညှုံ့နှံပြီးတော့သူနေတယ်တဲ့เนาะအဲ့တော့အခုသူရဲ့ energy လေးကတော့ဒီလောက်ပါပဲအဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် region တွေမှာထပ်ပြီးတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်